စတင်ဘာလ29ရက်နေ့ကမ္ဘာရေးသတင်းထူးများအခုလိုမျိုးကမ္ဘာရေးမြမရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီကြိမ်ကြာချက်မှာဆိုရင်နိုင်ငံတကာရေးရံပါထိတ်ထိတ်ရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘာဝပေးစားရတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။သတင်းတွေနေဂျိုး EU ရိုနဲ့ပြဿနာမဖြစ်ချင်ဘူးလို့ရုရှားပြောရုရှားဟာဥရောပသမ္မတ EU နဲ့နေဂျိုးစစ်မှားမိတ်ဖွဲ့ဝင်နိုင်ငံတွေနဲ့အလို့မပြဿနာမဖြစ်ချင်ပါဘူး။ဒါပေမဲ့ကိုယ်နိုင်ငံကိုချင်းချောက်ရန်လိုမှုတွေရှိလာရင်တော့အစ်ပြက်သားသားတုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံသား၏ဝင်ကြီးဆရာကီလာဗရော့ကကုလသမဂ္ဂအထူးထွေးညီလာခံမှာပြောသွားခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ကမေခေါ်မှာလာဗရော့ကရုရှားအပေါ်အနောက်ဥရောပနိုင်ငံတွေရဲ့ချင်းချောက်မှုတွေဟာတိတိတသာကျေပြန့်လာနေတယ်လို့လည်းထည့်သွင်းဆဆွဲထားပါတယ်။ရုရှားကနေတိုးနဲ့ EU ကိုတိုက်ခိုက်ဖို့ကြံစည်နေပါတယ်ဆိုတဲ့ဆဆွဲချက်တွေကိုအသုံးပြုပြီးရုရှားအပေါ်ချင်းချောက်မှုတွေကပိုကြီးထွားလာနေတာပါလို့ဆိုပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကဒီဆွဆွဲချက်တွေဟာမမကန်မှုဆိုတာကိုအချင်းချင်းဖြည့်ရှင်းပြီးသားပါလို့လက်ဖရော့ကပြောဆိုပါတယ်။နေတိုခွင့်ဝင်နိုင်ငံတွေထက်တဲ့ပိုလန်၊ရူမေးနီးယားနဲ့အက်စတိုးနီးယားလေးပိုင်နဲ့တွေ့တယ်။ရုရှား drone တွေနဲ့တိုက်လေယာဉ်တွေကျူးကျော်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေကိုလည်းရုရှားကလုံးဝငြင်းဆန်ထားပါတယ်။မကြာသေးခင်ကဒိမတ်လေးစိမ့်နဲ့စစ်စခန်းတွေနားမှာတွေ့ရတဲ့ဘသူစစ်လုံးမမတိရဲ့ drone တွေကိစ္စကလည်း သူတို့နဲ့မပတ်သက်ဘူးလို့ရုရှားကငြင်းချက်ထုတ်ပါတယ်။နောက်ပြီးလက်ဖရော့ကခေါင်းဆောင်အရင်းနဲ့ပတ်သက်ပြီးအစ္စရေးရဲ့လုပ်ရပ်တွေကိုလည်းတင်းပြင်းထန်ထန်ရှုံချခဲ့ပါတယ်။ရုရှားဟာဟာမတ်စ်ပြကြားရရဲ့2023ခုနှစ်အော်တိုဘာလ9ရက်နေ့အကြမ်းဖက်တိုက်ခိုက်မှုကိုလည်းအပြင်းအထန်ဆန့်ကျင်ထားပါတယ်။ဒါပေမဲ့ခေါင်းဆောင်မှာပါလက်စတိုင်းပြည်သူတွေပေါ်အစ္စရေးကရဲရဲဆက်ဆက်တပြည့်နေမှုအတွက်အဲ့ဒီတိုက်ခိုက်မှုကိုအကြောင်းပြချက်ပေးလို့မရဘူးလို့သူကဆိုပါတယ်။ စစ်ပွဲကာလအတွင်းအရဲသားအများပြပါဝဲပါလက်စတိုင်း6600နီးပါးသေဆုံးခဲ့တယ်လို့လည်းဂါဇာစစ်ပွဲဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ Lavrov ကဣသရေဟောင်းဒေတာရင်းတခြားနိုင်ငံတွေအပေါ်ကိုထိလျောက်ရန်လုံမှုတွေလုပ်ခဲ့လို့ဒေတာရင်းတင်းမာမှုတွေကိုပောက်ကွဲစေခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။အီရန်နိုင်ငံအပေါ်ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေပြင်လဲတက်သွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးရုရှားနဲ့တရုတ်တို့ဟာဒီအခြေအနေတွေမဖြစ်လာအောင် အသေးစံညှိနှိုင်းခဲ့ပေမယ့်အနောက်နိုင်ငံတွေကသံတမန်ရေးအရာနောက်ဆက်ခဲ့လို့မအောင်မြင်ခဲ့ဘူးလို့လန်ဖရော့ကဆွဆဲခဲ့ပါတယ်။ဒီလိုရက်တွေဟာတရားမဝင်ဘူးလို့လည်းသူကဝေဖန်သွားပါတယ်။ပရက်ရှာဟာတမရဒွန်နယ်ထရန်ဦးဆောင်နေတဲ့အမေရိကန်အစိုးရနဲ့အတူယူကရိန်းအချက်တဲကိုလက်တွေ့ကျကျဖိရှင်းရေးနည်းလမ်းတွေရှောင်ဖွေဖို့နိုင်ငံရေးအယူဆတွေမပါတဲ့တိရော့တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လိုလားပါတယ်။ပါလက်စတိုင်းကိုအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ် မကြာသေးခင်ကမှအတိမတ်ပြုခဲ့တဲ့ဖီဒိန်ရဲ့ပြင်သစ်လိုနိုင်ငံမျိုးကိုလည်းသူကဥတီထိုးနှက်ခဲ့ပါတယ်။ကြည့်ရတာတော့အဲ့ဒီနိုင်ငံတွေဟာပေါ်လစိုင်းကိုအတိမတ်ပြုဖို့ဘယ်သူမှမကြံတော့တဲ့အချိန်ဆောင်ပြီးမှလုပ်ခဲ့ပုံရတယ်လို့သူကခနဲ့သွားခဲ့ပါတယ်။လက်ဖရော့ရဲ့မိကောဟာရုရှားရဲ့လက်ရှိနိုင်ငံသားရေးမူဝါဒရည်တည်ချက်၃ခုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ရုရှားဟာနေတွဲကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ညင်းဆိုပေမဲ့ နေတိုးရဲ့လုံဆောင်ချက်တွေဟာရုရှားကို CIA ရချင်းချောက်နေတယ်လို့ဆက်ဆွဲခြင်းဖြင့်အပြစ်ကိုအနောက်နိုင်ငံဘက်ပြန်လည်ပေါ်ချခြင်းပါတယ်။ခေါဆောင်အရေးနဲ့ပတ်သက်ပြီးအစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဟာရုရှားအနေနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ဆက်ဆံရေးပုံမှန်ခိုင်မာအောင်လုပ်ဆောင်ခြင်းဖြစ်နိုင်ပါတယ်။နောက်ပြီးထရက်အစိုးရနဲ့ပူးပေါင်းခြင်းနဲ့လို့ထုတ်ဖော်ပြကြားခြင်းဟာအမေရိကန်ရဲ့ပြည်တွင်းနိုင်ငံရေးကွဲပြားမှုကိုခွင့်ခေါင်းယူပြီးအမေရိကန်ယူကရိန်းဆက်ဆံရေးကို အားနည်းအောင်ကြိုးပမ်းတာဖြစ်နိုင်ပါတယ်။ရုရှားအနေနဲ့လက်ရှိဗိုက်တန်အစိုးရလက်ထက်မှာဆွေးနွေးပွဲဖြစ်ဖို့ခက်ခဲတာကြောင့်ထရန့်လက်ထက်ကိုဆန်ဆန်းနေတဲ့ပုံစံမျိုးမြင်ရပါတယ်။တရင်နှင့်အနောက်ဘက်ကန်ဒေသကို အစ္စရေးအောက်တော်သွင်းခွင့်မပြု အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပေါ်လစတိုင်းနေထိုင်တဲ့ဂျော်ဒန်မြေအနောက်ဘက်ကန်ဒေသဝက်စ်ဘန့်ကိုအစ္စရေးရဲ့အချုပ်အခြာအာဏာအောက်သို့တော်သွင်းဖို့ဘလို့မှခွင့်ပြုမှာမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။ အစ္စရေးရဲ့လက်ရာစောနိုင်ငံရေးသမားတွေက အနောက်ဘက်ကန်ဒေတာမှာအစ္စရေးချုပ်ချာအာဏာကိုချစ်တင်ဖို့တိုက်တွန်းနေရတဲ့ကိုငင်းဆိုတဲ့အနေနဲ့ထရန့်ကဒီလိုပြပြသက်သားပြောဆိုခဲ့ပါတယ်။ထရန့်ကအင်ဂျီရောဘေးဥပုံရှင်ကန်မှာဂရင်းတောက်တွေကိုအနောက်ဘက်ကန်ဒေတာကို အစ္စရေးလက်ကိုတုတ်သွင်းဖို့ကျွန်တော်ခင်ပြူမှာမဟုတ်ပါဘူး။ဒါကိုကျွန်တော်ခင်ပြူမှာမဟုတ်ဘူး။ဒါကဖြစ်လာမှလည်းမဟုတ်ဘူး။ဒါလို့ဆိုတော့အသိမှာပြီ။အခုအချိန်က ရဲတန်းဖို့အချိန်ကျပါပြီလို့ပြောကြားခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘက်စမင်နီတန်ယာဟုတ်ကလည်းအနောက်ဖက်ကန်ဒီတာကိုအစ္စရေးအုပ်ချုပ်မှုအောက်တုတ်သွင်းမဲ့အစီအစဉ်ကြောင့်အနောက်မဟာမိတ်တွေရဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ထို့ရဲ့သူကုလသမဂ္ဂအထွေထွေညီလာခံမှာထရနဲ့တည်တံ့တွေးဆောင်ခဲ့တဲ့အရက်ကောင်းဆောင်တွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းပြောကြားခဲ့ကြပါတယ်။နေတန်ယာဟုတ်ရဲ့ယုံကတော့ဝန်ကြီးချုပ်အမေရိကန်ကနေအစ္စရေးကိုပြောင်းလာမှသာ ထရိုင်ရဲ့မတ်ချက်စကားတွေကိုတရားဝင်တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ Israel ဟာ1968ခုနှစ်ကအနောက်ဘက်ကန်ဒီသားကိုသိမ်းပိုက်ခဲ့ပြီးအဲဒီမှာဂျူးရက်ွက်တွေကို တိုးချဲ့တိစောက်ခဲ့တာပါ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြင်သစ်ဗီဂျိန်ကနေဒါအော်စတြေးလျနဲ့ပေါ်တူဂီတို့လိုအရေးပါတဲ့နိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုခဲ့ကြပါတယ်။ဒီနိုင်ငံတွေက အစ္စရေးနဲ့ပါလက်စတိုင်းနှစ်နိုင်ငံအတူရှင်တွဲနေထိုင်ရေး two state solution အတွက်ဖြစ်နိုင်ခြေတွေကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးပမ်းနေပေမယ့်အစ္စရေးကတော့ဒီလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုံချခဲ့ပါတယ်။သမရာထရန်ရဲ့တည်ကြည်ညာချက်ဟာအလွန်အရေးပါတဲ့ပထဝီနိုင်ငံရေးရည်ရည်ချက်ပြောင်းလဲမှုတစ်ခုပါ။ထရန်ရဲ့ရည်ရည်ချက်ဟာအစ္စရေးဝင်ကြီးချုပ်နေတဲ့ဟုအပေါ်မှာနိုင်ငံရေးအရာ ကြီးမားတဲ့ဖိအားတရက်ဖြစ်လာစေပါတယ်။ အမေရိကန်ဟာအစ္စရေးရဲ့အကြီးကမဟာမိတ်ဖြစ်ပြီးထရန့်လိုခေါင်းဆောင်တဦးကပါအနောက်ဘက်ကန်ဒီတာကိုသိမ်းပိုက်ခြင်းကိုစန့်ကျင်လိုက်တာဟာအစ္စရေးလက်ရအောင်ရဲ့အကြီးမန်းချက်တွေကိုထိထိရရပိတ်ဆို့လိုက်တာဖြစ်ပါတယ်ထရန့်ကအာရက်ခေါင်းဆောင်နေနဲ့တွေ့ဆုံပြီးနောက်ဒီလိုပြောကြားလိုက်တာဟာဒေတာရဲ့မဟာမိတ်တွေကိုစစ်ကြေညှပ်မှုပေးဖို့နဲ့အရှိအလေပိုင်းမှာအမေရိကန်ရဲ့အောစာကိုပြင်လဲတိဆောက်ဖို့ကြိုးပမ်းခြင်းဖြစ်နိုင်ပါတယ် ဥရောပနိုင်ငံတွေနဲ့ကမ္ဘာနိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိမဲ့ပြုနေတဲ့အချိန်မှာဆန်ကလည်းအစ္စရေးရဲ့နေမြေတိုးချဲ့မှုကိုတားဆီးခြင်းဟာနှစ်နိုင်ငံအဖြစ် two state solution အတွက်ဖြစ်နိုင်ခြေကိုဆက်လက်ထိန်းသိမ်းထားဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ်။ဒီလိုမှမဟုတ်ရင်ဒေတာရင်းပြည်ပကဟာပုံမကြီးချွမ်းသာနိုင်ငံလို့ကမ္ဘာနိုင်ငံတွေကစိုးရိမ်နေကြပါတယ်။ကရင်တော့မြောက်ကိုရီးယားရဲ့တိုက်ချင်းပြိတုံးကြီးထုတ်လုပ်မှုနောက်ဆုံးစဉ်ရောက်ရှိလာ။ မြောက်ကိုရီးယားဟာနျူကလ িয়ার ထိပ်ဖို့တွေတက်ဆင်နိုင်ပြီးအမေရိကန်ပြည်ထောင်စုအထိပြစ်ခတ်နိုင်တဲ့တိုက်ချင်းပြေပထင်းတုံးကြီး ICBM ထုတ်လွှင့်မှုကိစ္စမှာနောက်ဆုံးစင်ကိုရောက်ရှိနေပြီလို့တာကိုရီးယားသမ္မတလီဂျီမျောင်းကပြောကြားခဲ့ပါတယ်။တာကိုရီးယားနဲ့သူ့ရဲ့အနောက်မဟာမိတ်နိုင်ငံတွေဟာမြောက်ကိုရီးယားရဲ့လက်နက်စီမံကိန်းကိုထိထိရရမတားဆီးနိုင်ခဲ့ဘူးလို့သမ္မတလီကဝန်ခံခဲ့ပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျိုအန်းကလည်းနျူကလ িয়ার လက်နက်တွေကို ်ဆက်သွားတော့မှာမဟုတ်ဘူးလို့ပြောထားပါတယ်။မြောက်ကိုရီးယားက ICBM တွေကိုဆက်လက်ထုတ်လုပ်နေတာဟာအမေရိကန်နဲ့ဆွေးနွေးတဲ့အခါနျူကလ িয়ার လက်နက်ရဲ့အရှိန်အဝါကိုရယူဖို့ဒါမှမဟုတ်သူတို့အစိုးရဘေကင်းလုံခြုံမှုအတွက်ဖြစ်တယ်လို့လိကသုံးသပ်ပါတယ်။မြောက်ကိုရီးယားဟာလက်ရှိအချိန်ထိအဲ့ဒီဒုံးကျည်တွေကို အောင်မြင်စွာမထုတ်လုပ်နိုင်သေးပေမယ့်နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့လီကအတီးကပြောကြားခဲ့ပါတယ်။တမရလီကမြောက်ကိုရီးယားဟာဒီနေ့ကို ယူကလီယာဘုံ15လုံးကနေအလုံး20အထိထုတ်လုပ်နိုင်မဲ့ကုန်ကျန်းပစ္စည်းတွေကိုထုတ်လုပ်နေရလို့ခန့်မှန်းခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုမတားဆီးဘူးဆိုရင်တော့ယူကလီယာဘုံထုတ်လုပ်နိုင်မဲ့အခြေအတွက်ဟာပုံများလာမှာဖြစ်ပြီးပက်ထင်းလုံးကြီးတွေဟာလည်းပုတ်ပြီးခက်မီလာလိမ့်မယ်လို့သူကသတိပေးခဲ့ပါတယ်။ကင်ဂျုံအန်ဟာယူကလီယာဖြတ်သိမ်းရေးကိုစီးရင်းနဲ့ကထုတ်ပယ်ထားပြီးမကြသေးမီနှစ်တွေအတွင်းရုရှားနဲ့စစ်ပတ်ဆိုင်ရာဆက်ဆံမှုတွေကိုပါတိုးမြင့်ခဲ့ပါတယ်။ တာကိုရီးယားတမ်ရာလီရဲ့ဒီသတင်းထုတ်ပြန်ချက်ဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အစီအစဉ်ဟာလျင်မြန်စွာတိုးတက်နေရဲဆိုတာကိုကမ္ဘာကိုအတိအလင်းသတိပေးလိုက်တာပဲဖြစ်ပါတယ်။ ICBM ထုတ်လွှင့်မှုနောက်ဆုံးစင်ရောက်နေပြီဆိုတဲ့အချက်ဟာ American ပြည်တော်စုနဲ့ဒေသရဲမဟာမိတ်ကြီးအတွက်လုံခြုံရေးထိန်းချုပ်မှုအမြင့်ဆုံးကိုရောက်ရှိနေပြီဆိုတာပြသနေပါတယ်။မြောက်ကိုရီးယားဟာသူလိုချင်တဲ့နိုင်ငံရဲ့စီးပွားရေးအာမခံချက်တွေမရမချင်းနျူကလ িয়ার ကို ဆွေးနွေးမှုလက်နက်အဖြစ်ဆက်လက်သုံးချတော်မှာပါ။နျူကလ িয়ার ပုံထုတ်လုပ်နိုင်မယ့်အရေးအတွက်ကိုတနည်း15လုံးမှအလုံး20အထိခန့်မှန်းလိုက်ခြင်းဟာနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေဟာမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်ကိုထိရောက်စွာမရင်တနိုင်ခဲ့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်ပါရစေ။မြောက်ကိုရီးယားကရုရှားနဲ့စစ်ပွဲဆိုင်ရာဆက်ဆံရေးတိုးမြင့်တာဟာယူကရိန်းစစ်ပွဲကြောင့်ရုရှားပေါ်ကျောက်နေတဲ့နိုင်ငံတကာ PR ကိုအခွင့်အရေးယူခြင်းဖြစ်ပါရစေ။ ဒီပေါင်းစည်းမှုကမြောက်ကိုရီးယားကိုစီးပွားရေးနဲ့စီးရေးနည်းပညာအကူအညီတွေရရှိစေပြီးသူ့ရဲ့လက်နက်အစီအစဉ်ကိုပို့ပြီးခင်မိသားစေနိုင်ပါတယ်။တရင်လေနမေကျော်မင်းသား VG ရဲ့မက်ဆေ့ပွဲ လူတဝေးမှုကြောင့်36ဦးသေဆုံးအိန္ဒိယနိုင်ငံသမီးနာတို့ပြည်နယ်မှာစတင်ဘာလ28ရက်နေ့ကနမေကျော်သေဥဆောင်တဲ့နိုင်ငံရေးသမားဖြစ်တဲ့ VG ရဲ့မက်ဆေ့စီယုံပွဲအတွင်းလူတဝေးမှုတွေဖြစ်ခဲ့လို့လူ36ဦးသေဆုံးခဲ့တယ်လို့ ပြည်내ဝန်ကြီးချုပ် MQ Starling ကကြေညာခဲ့ပါတယ်။ဝန်ကြီးချုပ်ရဲ့ Ace လူမှုကွန်ရက်ပေါ်ကကြေညာချက်အရတည်ဆုံးသူ36ဦးထဲမှာကလေးငယ်10ဦးနဲ့အမျိုးသမီး16ဦးပါဝင်နေလို့သိရပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရသူ58ဦးလည်းရှိပြီးသူတို့ကိုစေယုံပို့လိုက်ရပါတယ်ဆိုပါတယ်။အသက်53နှစ်အရွယ်ဖြစ်ကြီးဟာသမီးရုပ်ရှင်နေပဲရဲ့ထိတ်တန့်မင်းသားတစ်လက်ဖြစ်ပါတယ်။သူကမင်းဆက်ပွဲမှာ လူအုပ်ကိုမိကုံးပြောနေတော့မှ လူတော်မှုတွေကြောင့်ကတောင်းကနင်းဖြစ်သွားခဲ့လို့မိကုံးပြောတာကိုရလာရတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ Hindustan Times သတင်းဖော်ပြချက်အရ VJ ကိုမြွေတွေးလော်စိတ်ပင်တနေတဲ့ပရိသတ်အုပ်စုကြီးကအကာရန်တွေစီကိုတရဟောတွေးလာကြရကနေလူနင်းခံရမှုတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ဒီဖြစ်ရကြောင့် VJ ကစိတ်ထိခိုက်ကြေကွဲရကြောင်းနဲ့အသက်ဆုံးရှုံးခဲ့တဲ့မိသားစုဝင်နေတဲ့ချက်တူဝန်းနေရကြောင်းကို သူ့ရဲ့ S မှာရေတင်ခဲ့ပါတယ်။ပြည်နယ်ဝန်ကြီးချုပ်ကဒီဖြစ်စဉ်ကိုစစ်ဆေးဖို့အတွက်ကော်မရှင်တရက်ကိုတာဝန်ပေးထားရဆိုပါတယ်။တည်ဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်းတဦးလျင်ရူပီသက်သန်းစီတင်နာချေပေးရမယ်လို့ဆိုပါတယ်။အိန္ဒိယနိုင်ငံမှာစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်လူအစုပြုံလိုက်ပါဝင်တဲ့ဖွဲ့တွေမှာ လူတွေးမှုတွေမချခနာဖြစ်တတ်ပါတယ်။ဇန်နဝါရီလတော့ကကမ္ဘာကြီးဆုံးဘာသာရေးပွဲတော်ဖြစ်တဲ့ခွန်မီလာမှာ ူတိုးမှုတွေဖြစ်ပြီး30တည်ဆုံးခဲ့ပူပါတယ်။ဒါအပြင်မနေ့ကဇူလိုင်လမှာလည်းမြောက်ပိုင်းဥတာပရာဒက်ရှ်ပြည်နယ်မှာဟိန္ဒူဘာသာရေးပွဲတော်တစ်ခု၌လူတဝေမှုကြောင့်လူ121ဦးအထိတည်ဆုံးခဲ့ပူပါတယ်။ဒီလိုဖြစ်ရဟာအိန္ဒိယရဲ့လူစုလူဝေးစီမံခန့်ခွဲမှုမှာရှိနေတဲ့ကြီးမားရေးလုံခြုံရေးချုပ်ရဲချက်ကိုပြန်လည်မိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။နာမည်ကျော်နိုင်ငံရေးသမားတအူးရဲ့မဲဆယ်ပွဲဟာ လူထုံပေါင်းများစွာလာမယ်ဆိုတာကြိုတင်သိထားပြီးသားဖြစ်တဲ့အတွက်လုံလောက်တဲ့အကာအကွယ်နဲ့ထိချုပ်မှုအစီအစဉ်တွေပုံမကောင်းမှစွာချမှတ်ထားတင်ပါတယ်။ PJ ကိုမြင်တွေ့လိုတဲ့စိတ်ပြင်ပလုံးနဲ့ပြည်သက်ကိုတင်းချုပ်ဖို့အတွက်အကာအရန်တွေနဲ့လွန်ကျော်ဤတစ်ဖက်ဝင်အရေးအတွက်လုံလောက်မှုမရှိခဲ့ဘူးလို့သုံးသပ်ရပါတယ်။ PJ ကိုယ်တိုင်စတိကိုက်ကြေကွဲကြောင်းပြောဆိုတာဟာမှန်ကန်ပေမယ့်နိုင်ငံရေးသမားတွေအနေနဲ့လူထုဆန္ဒကိုစုဆောင်းတဲ့အခါလုံခြုံရေးကိစ္စကို ပထမဦးစားပေးအစီအမံခန့်ခွဲနိုင်မှုတာဝန်ရှိပါတယ်။ဘာသာရေးပွဲပဲဖြစ်ဖြစ်နိုင်ငံရေးပွဲပဲဖြစ်ဖြစ်လူတော်ဝဲမှုကြောင့်လူရကြီးတည်ဆုံတဲ့ဖရဲတွေထပ်တလဲလဲဖြစ်နေတာဟာအိန္ဒိယအစိုးရအစီအစဉ်ရဲ့ပွဲစီမံခန့်ခွဲမှုစံနှုန်းတွေနဲ့လွန်ကျွေးဆိုင်ရာပြည်လဲသုံးသပ်မှုတွေအားနည်းနေနေဆိုတာကိုပြသနေပါတယ်။ဝန်ကြီးချုပ်ကကော်မရှင်ဖွဲ့ပြီးတင်တာကြီးပေးတာဟာတာဝန်ယူမှုဖြစ်ပေမဲ့ဒီလိုဖြစ်ရတွေ ချမှတ်ဖြစ်အောင်ရှေးရှေးခံမယ်။ စနစ်တကျပြောင်းလဲမှုတွေလိုအပ်နေပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေရဲ့တုံ့ပြန်ချက်များကိုလည်း comment ခါနေတဆင်ညှက်ဝေပေးခဲ့ပါဦးနော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့အခါရေးမိမရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခေ channel ကို like and subscribe လေးလုပ်ပြီးဒေနာကနိုဒီဘဲလေးကိုလည်းနှိပ်ချဖို့မမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးပြည့်ရက်ခတ်သွင်းရေးရှင်းကြပါစေ။